အစ္စရေးနဲ့စစ်ပွဲစတင်ပြီးနောက်ပိုင်းအကြီးမားဆုံးဆန္ဒပြပွဲဖြစ်လူရပေါင်းများစွာလမ်းမော်ထွက်ဆန္ဒပြပြီးဟာမတ်အဖွဲ့အာဏာလက်လွတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။နမတ်တုပ်တွေကင်ထားပြီးတနက်ကင်ထားသူတချို့ပါဝင်တဲ့မျက်နှာပုံတက်ဟာမတ်အဖွဲ့ဝင်တွေကဆန္ဒပြသူတွေကိုအင်အားသုံးဖြိုခွင်းပြီးအကြမ်းဖက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဂါဇာမြောက်ပိုင်းဘစ်လာဟီယာမြို့မှာမတ်လ25ရက်နေ့ကလူငယ်တွေလမ်းမပေါ်မှာခြိတက်ပြီးဟာမတ်အဖွဲ့ကိုထွက်သွားလို့တောင်းဆိုနေကြပုံဗီဒီယိုဖိုင်တွေကိုတက်ကြွလှုပ်ရှားသူတွေကလူမှုမီဒီယာပေါ်မှာမျှော်ဝေခဲ့ကြတာပါအစ္စလာမစ်ဟီဂျက်တွေကအစ္စရေးကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီမြို့မှာနေထိုင်သူတွေဘေးကင်းရာပြောင်းရွှေ့ကြဖို့ကြေညာခဲ့တဲ့အတွက်ဒေသခံတွေကဒေါသထွက်ခဲ့ကြပါတယ် ဒီလိုအချိန်နေကြုံပြီးတရက်အကြာဂါဇာမြောက်ပိုင်းမှာဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဟာမတ်စ်လိုလားသူတွေကစမ်းကျင်ဆန္ဒပြသူတွေဟာတစ္ဆာဖောက်တွေဖြစ်တယ်လို့ပြောဆိုပြီးဆန္ဒပြတာတွေကဘာမှအရေးမကြီးတယ်လို့ပြောဆိုနေကြပါတယ်။ ်ဟာမတ်စ်အဖွဲ့ကတော့သူတို့ကိုစမ်းကျင်တဲ့ဆန္ဒပြပွဲနဲ့ပတ်သက်လို့မှတ်ချက်မပေးသေးပါဘူး။နှစ်လနီးပါးကြာအပြည့်ရက်ဆဲထားပြီးတဲ့နောက်အစ္စရေးကဂါဇာမှာမြေပြင်ထိုးစစ်ပြန်လည်စတင်ခဲ့ပါတယ်။အစ္စရေးဟာဇန်နဝါရီကကနအူးသဘောတူခဲ့တဲ့အပြည့်ရသတ်မှတ်ချက်တွေကိုလိုက်နာမှုမရှိဘူးလို့ဟာမတ်စ်အဖွဲ့ကဆွတ်ဆွဲပြီးအစ္စရေးကဟာမတ်စ်အဖွဲ့ဟာအပြည့်ရသဘောတူညီမှုတပ်တန်းတိုးရေးအမေရိကန်အစိုးပြုချက်တွေကိုပယ်ချခဲ့တယ်ဆိုပြီးအပြစ်တင်ထားပါတယ်။ မတ်လ16ရက်နေ့ကအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေပြန်လည်စတင်ပြီးတဲ့နောက်ပါလက်စတိုင်းသားယာပေါင်းများစွာသေဆုံးခဲ့ပြီးထောင်ထဲချီတဲ့လူတွေဟာစစ်ဘေးရှောင်နေကြရပါတယ်။